မကွေးတိုင်းငဖဲမြို့နယ်မှာလုံခြုံရေးဘူထွက်လာတဲ့စိုးစုအဖွဲ့ကိုတော်လိုင်းတပ်တွေကကြားပြတ်တိုက်ခိုက်ခဲ့ပြီးစိုးစု၉ရောက်ပွဲချင်းမိတေဆုံကလက်နက်ခဲရနဲ့တင်းစီရရှိခဲ့တယ်လို့ချင်းကခွေးတပ်အရှုကသတင်းထုတ်ပြန်ပါတယ်။ငဖဲမြို့နယ်တွေကစိုးစုစကန်တစ်ခုဖြစ်တဲ့နိုင်ရကန်လေးကျောင်းရဲ့ကာကွယ်စကန်ရဲ့လမ်းမိုင်းကိုလုံခြုံရေးယူဖို့အတွက်ပစီကျေးရွာဖုံးကြီးကျောင်းမှာတက်ဆွဲထားတဲ့ ကာကွယ်ရေးပစ္စည်းစေယုံကပ္ပစာ73ကစုစုအင်အား20ခန့်ကိုအေဘီလာ30ရက်မနက်7နာရီခန့်ကကြားဖြတ်တိုက်ခိုက်ခဲ့တာပါစုစုစစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်ရမှာစုစု9ရောက်နေရမှာပဲပွဲချင်းမီတေဆုံက MA အမျိုးအစားတနက်9လက်နဲ့ခဲယန်းတွေတင်စီရရှိခဲ့တယ်လို့ဆိုပါတယ် အဲ့ဒီစိုးစုစကြောင်းဟာငဖဲမြို့နယ်ပစီကြီးကျွော်ဖုံးကြီးကျောင်းမှာတမကိုကိုကပါစာ2 10 73 74ရဲ့စိုးစုတက်တွေနဲ့အတူအင်အား130ခန်းနဲ့အထိုင်ချတဆွဲထားဖြစ်ပြီးကျွော်နယ်အင်းတွေကပြည်သူပိုင်ပစ္စည်းတွေကိုခိုးယူကာပြန်လည်ရောင်းချရာတွေပြုလုပ်နေတယ်လို့ဆိုပါတယ်။ငဖဲမြို့နယ်တွေကနိုင်ရီကန်လေးကျောင်းရဲ့ကာကွယ်စကန်ကာကင်စကန်တွေနဲ့အမ်ဒန်လမဘော်ကစိုးစုကင်းစကန်တွေကိုအရခတတော် AA နဲ့မဟာမိတ်တပ်တွေကတိုက်ခိုက်သိမ်းပိုက်နေတာဖြစ်ပါတယ်။